ချက်လက်ဒီယာဒီယာဒီမာဗီနီစီယာထက်တီးတာတာပိုကောင်းနေတဲ့ရက်ဖို့မန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါရီမန်ချက်စတာယူနိုက်တက်အတင်းကနေဘတ်စတိုနာအတင်းစီကိုငားသွားကစားနေတဲ့မာကာရက်ဖိုကတော့စပိန်မြန်မာဆွမ်းဆောင်ရီကောင်းနေပြသထားနိုင်ခဲ့ပါရီရက်ဖိုကဒီယာဒီမာဘတ်စတိုနာအတင်းအတွက်ပြိုင်ပွဲစုံ16ပွဲကစား6ဂိုးသွင်း9ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါရီဒါကဘတ်စတိုနာအတင်းအတွက်တွင်ကိုပါဝင်ပတ်သက်မှုအများဆုံးကစားမှာဖြစ်ရည်တည်ထားနိုင်ခဲ့ပါတယ်။အချက်လက်တွေရကြည့်မယ်ဆိုရင်တော့ရက်ဖိုကလာလီဂါရဲ့အကောင်းဆုံးတိုက်စစ်ကစားမတစ်ဦးဖြစ်တဲ့ဗီနီစီယာဂျူနီယာထက်တောင်မှပိုပြီးတော့ကောင်းနေခဲ့ပါတယ်။ ဖီနီကာရီယယ်မက်ဒရစ်အသင်းအတွက်ပွဲကစားချိန်126မိနစ်မှာအတွင်းကိုပါဝင်ပတ်သက်မှုကိုကိုပဲရှိထားခဲ့တာပါရာဖိုကာရောဘာစီလိုနာအသင်းအတွက်ပွဲကစားချိန်96မိနစ်ပဲရထားပေမယ့်အတွင်းကိုပါဝင်ပတ်သက်မှုက15ဂိုးထိရှိထားခဲ့တာပါအဲဒါကြောင့်မလို့ရက်ဖိုကပွဲကစားချိန်ပုံပုံနေပြီးတော့သွင်းကိုပါဝင်ပတ်သက်မှုပေါ်ပြီးတော့လှုပ်ထားနိုင်ခဲ့လို့ဗီနီထက်တောင်ပိုကောင်းနေခဲ့တာပါဒါကတော့အချက်လက်ပေါ်မူတည်ပြီးတော့နိုင်ရှင်မှုပြုလုပ်ထားတာဖြစ်ပါရီရက်ဖိုကဒီယာဒီဘာစီလိုနာအသင်းရဲ့သွင်းကိုတိုက်ရိုက်ပါဝင်ပတ်သက်မှုအများဆုံးကစားမှာဖြစ်ရပ်တည်နေတာဖြစ်ပြီးတော့ တိန်လာလီဂါရဲ့ဂိုးဖန်နီမှုများဆုံးကစားမအဖြစ်လဲရပ်တည်ချနိုင်ခဲ့ပါတယ်။ရက်ဖို့ဟာမန်ချက်စတာယူနိုက်တက်အသင်းမှာယုံကန်နီကြည့်ရပြီးမြေဘာစီလိုနာအသင်းမှာတော့အကောင်းဆုံးကြိုးစားပြီးတော့ခြေစွမ်းပြထားနိုင်ခဲ့တာပါ။အချက်လက်တွေအရအင်္ဂလန်သားကဘာစီလိုနာတိုက်စစ်ကစားမရည်တင်မကပဲနဲ့လာလီဂါရဲ့ထိပ်တန်းတိုက်စစ်ကစားမရည်ထက်ကိုပုံမကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာနီပြဟန်စီဖလစ်ကလည်းရက်ဖို့ကိုတော်လေးယုံကြည်ပြီးတော့ပွဲထွက်ခွင့်နေရပါပေးထားခဲ့တာပါ။ ဒီကနေ့ရဲ့တင်ဆက်မကတော့လောက်ပါပြီများနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေရမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ခင်ဗျာ